တို့ညာရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရေဖက်ပေးမှာကတော့ဆရာတင်မောင်မြင့်ဘာသာပြန်ထားတယ်တမ်နီလိပ်ပြားဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့အပိုင်း9ဖြစ်ပါတယ်ခင်ဗျာခံစားနာစဉ်ပြေးကြပါအောင်ခင်ဗျာ ခရစ်စမတ်ပိတ်ချိန်လုံးနေတိုင်းလူလူတွေ့ကြသည်မိကလေးများကိုရင်ခွင်ထဲမှာထားပြီးအကတန်တန်ပေးရသည့်ဘဝနဲ့လွန်မင်းစွာခြားနားလုံးပါကလားအရာမကဝဲဆောင်ကြီးများတို့မဝင်ပြီးညစာကိုတန်ယုံကလေးစားကြသည်ပြီးတော့ရုပ်ရှင်တွေကြည့်ကြပြဇက်တွေကြည့်ကြသည်တက်တန်းကအင်ကြီးများ၏ဧကန်းဆောင်များကိုဝင်ရသည်ဂွန်ထရီရှိလူကြီးလူကောင်းတွေနဲ့ဆက်ဆံရသည်တွနိကိုတက်တန်းလာပဝန်းကျင်ကလက်ခံကြပါသည်တော်တော်တခုတော့တတိထားမိသည် မိမိအားမစ္စတာလော်ရန့်အဖြစ်မသိကြတိုးနေတူတွေ့ကြရာတွင်လဲဒါဂျွန်းစ်အမျိုးသားတိုနီလေးဟူသာမိတ်ဆက်ပေးကြသည်ဒီလိုသုံးသောများနှင့်ရုတ်တရက်အထာမကျဖြစ်နေသေးသည်ဆယ်ရက်လောက်ကြာတော့ဂျွန်းစီမိဘတွေကတိုနီကိုတိတိကျကျခဲခတ်စာပြုလာသည်ညိုယိုဇာတိကိုမေးလာသည်မိမိနောက်ကျောင်းသည်သူတို့ဂျင်နန်လောက်အောင်မခိုင်မှာကြောင်းစိတ်ထဲကသိနေ၏ဒီကဘာကြီးထဲမှာအခြားယောက်ျားကလေးတွေအများကြီးရှိသေးတယ်ဟုဂျွန်းကိုပြောနေကြမိလားမသိဘူး မိတော်ပင်ဖြစ်စေမိမိအနေဖြင့်ကျောင်းဤမိဘတွေကိုလေးစားကြည်ညိုနေမိသည်ကျောင်းတွေပြန်ဖွင့်တော့တနင်္ဂနွေနေ့တိုင်းတွေ့ကြသည်ဧကံပွဲတွေကိုနှစ်ယောက်သားတွေ့တွေ့တက်မြင်ကျောင်းဆိုသည့်မိကလေးသည်ဒုနိအတွက်ဘဝအစိတ်ပိုင်းတစ်ခုလိုဖြစ်လာသည်လိုအပ်လာသည်ဒီတိမလေးနဲ့စီရန်ကိုကိုကိုတရီပေးနေတဲ့ကြားမှာလေးနဲ့လာခြင်းဖြစ်သည်အငုတ်လွဲအရှိုက်ခက်မြည်ဇလန်းများဖြစ်နေလိမ့်မည်လားခုထိတကယ်ရှိအဖြေကိုမတွေ့သေးတကိစ္စကိုတနည်းမဟုတ်တနည်းဖြင့်ဖြေရှင်းရတော့မည်ဟု ပရင်စတန်မှဘွဲ့မြူမီတရက်တွင်နားလည်လိုက်သည်ကလပ်ထဲတွင်နနက်စာစားပြီးစအချိန်တွင်ဂျုံးဝင်လာသည်ကလေးမ၏မျက်လုံးများတွင်အယောင်တစ်မျိုးတောက်ပရှင်းလင်းနေ၏ဘာများပါလိဘွယ်နှင်းသဖြင့်ခန္ဓာကိုယ်တော်ဖိတ်ထားသည်ဒါကလည်းမနဲ့ပြန်ပါပါကလပ်ထိုင်မှခုံထားပြီးအလိုထူးထူးဆန်းဆန်းများဘဲ့အတွက်များကြွမြန်းလာရတာပါလေတိုနီလော်ရစ်အတွက်လာခဲ့တာလို့တော့ပြောချင်သားဒါပေမဲ့သူဂျုံးစ်အပေါ်ပိုင်ဆိုးပိုင်နေလို့မှတော့စိုးတယ် အနိုင်မျိုးရက်ပါဘူးကွယ်မင်းကိုလေကိုမျက်စီထဲမှာတဘာဝအလှတဘာလို့ပဲမြင်မယ်မင်းဟာຫນွေဦးလို့ချစ်ဖို့ကောင်းနေကြုံရင်တဲဆိုပါလား1936ခုနှစ်တဘာဝမယ်ရွေးခံရတယ်လို့စိတ်ထဲမှာထင်သွားတယ်တူနေရဲ့ကဲကော်ဖီတစ်ခွက်လောက်အဲ့တယ်ကိုမတိုက်တော့ဘူးလားကွယ်နှစ်ယောက်သားထိုင်ပြီးကော်ဖီတောက်ကြသည် ပကံပေါ်ကြော်ပြီးကြည့်ရင်ဂျုံးကတူနေကိုခဲခန့်နေရမှာကဲစိတ်အေးထားပြီးနားထောင် ဂျောင်းပေါ်မှာတိုနီဘလောက်ပိုင်ဆိုးပိုင်နေလောက်ခွင့်ရှိတယ်လဲဆိုတဲ့အကြောင်းပြောပြမလို့။ဗျာဟုတ်ကဲ့။တိုနီနေရထိုင်ရကြက်လာသည်။ဒီမဲ့တိုနီမယ်ရီလင်ကိုတနအီမှာရောက်သွားမယ်။တရားရုံးမှာတိတ်တိတ်ကလေးလက်ထပ်မယ်။ညနေ9နာရီလောက်ဒီပြန်ရောက်နိုင်တယ်။လိုတဲ့ပစ္စည်းတွေကားပေါ်မှာအားလုံးပါလာပြီ။အော်ဂျောင်းရေဒုက္ခပါပဲ။ဘာလို့ဖြစ်လာတာလဲ။အားလုံးတစ်ပြင်းတိုနီတံမှာတိုးတိုးကလေးပဲထွက်လာသည်။အလို့ ရှင်ကဝမ်းသာအရာထခေါင်ရမယ်စားဘလို့ဖြစ်နေရပြန်လားလုံးတိုနီဟုတ်ပါတယ်ကျုံဒါတဲ့ဝမ်းသာစရာဘယ်မှာရှိပါမလဲကွယ်ဒါပေမဲ့ဒါပေမဲ့မနေနဲ့ပြဿနာအားလုံးကျုံရင်ဆိုင်မင်းရေးကြည့်တာကဒီနေ့လက်ထပ်ဖြစ်ဖို့ပဲမင်းဖိုးကြီးနဲ့ဘွားကြီးအိုးတို့ဘာသာဘာဖြစ်ဖြစ် စိတ်ဆိုးရင်ခဏပေါ့ဒါပေမဲ့ပက်ဆန်လည်းချူးတပြားမှမရှိပြီးသုံးနှစ်လုံးလုံးကြောင်းတက်ရအောင်မယ်ကောင်းတကောင်ကိုဒီမဲ့တိုနီ ဂျုံတွေပပိုးထားခဲ့တဲ့ငွေတွေကိုတလနဲ့ထုတ်သွင်းလို့ရတယ်။ပြီးတော့အင်းကဂျုံတို့ကိုပြစ်မထားပါဘူး။လူကြီးတွေရဲ့အကူအညီမျိုးချင်းဘူးဆိုရင်လည်းနောက်ပြန်ဆက်တာပေါ့။အော်မိတ်ကလေးရယ်လွဲလိုက်တာ။မင်းကိုနည်းနည်းကလေးမှစဉ်းစားခွင့်မပေးတော့ဘူးလား။အိုးမပေးနိုင်ဘူး။ဂျုံစကုန်းနဲ့ပြေးပြီ။တိုနီလည်း22နှစ်ရှိပြီပဲ။လွန်ခဲ့တဲ့နှစ်တရာလောက်ကဒီတဲ့ငယ်တဲ့လူတွေရတက်လုံးကြီးမောင်းပြီး American နောက်ပိုင်းမှာအိုးအိမ်တွေထူထောင်ခဲ့ကြတာပဲ။ခုလည်းငငယ်ရွယ်ရွယ်အိမ်တော်ပြည့်မယ်။ဘာဖြစ်လဲ။ ရာဇဝင်းမူလားတခုပဲရှိတယ်အမိုးနဲ့အကာနဲ့ရထလုံးကြီးတွေမရှိတော့တာခက်တယ်အပြင်မှာအမိရက်ထားတာက1936ခုကယ်ရီလက်ကာကြီးခမကဲထားပါတော့1936ခုနှစ်အကြောင်းပဲပြောကြရအောင်ဂျုံတို့လက်ထက်ပြီးရင်ဒယ်ရီစီမှာတိုနီချိန်ပါဆင်းပေါ့တိုနီနဲ့အန်အောသွားပြီချိန်ပါအကြောင်းမှာဂျုံစဉ်းစားပြီးသားပါလားချိန်ပါဆင်းဖို့အတွက်ဖီလာဒဲဖီးယားရှိနေခြင်းများအသင်းမှာအသင်းဝင်တယောက်ကတာဝန်ယူရသည် တာဝန်ခံရှိနေကြီးကတင်နန်းကာလာတွင်ရောတင်နန်းပြည့်၍လောက်ကန်ရရှိရေးအတွက်ပါတာဝန်ယူရသည်တိုနီတွင်ယခုချိန်ထိတာဝန်ခံမိရှိနေကိုမရှာရသည်ဖြစ်ပါမလားကျုံးရင်အဖိုးကြီးဒေါ်သဘုံထနေရင်မင်းစီးအောင်လို့ရပါမလားဒေါ်သဘုံထနေတော့စီးအောင်ပါမလားကျုံးဒါတော့မတုံးပါဘူးဖြည်းဖြည်းချင်းကတ်ချွဲရမှာပေါ့ဒီမဲ့တိုနီဒယ်ရီတွေ့ပဲရှိနေကြီးဒါဝစ်မှာတားတယောက်ရှိတယ်ဒယ်ရီမှာမရှိဘူးဘာဖြစ်လို့တိုနီကိုတားတယောက်လို့ ကပ်ပလီစပွဲတို့တယောက်ဒိုနီနာကတ်လာပြီးလူချင်းမင်းတယောက်မစ္စတာလော်ရန့်စ်ကိုတွေ့ကျင်လိုပါတယ်ခင်ဗျာဟုပြောသည်ဒိုနီခေါင်းထောင်ကြည့်လိုက်သည်တမန်စားကိုင်းအပြင်ဘက်ခန်းမတွေတွင်သူ့ဘက်ကိုဘေးတိုက်နေထားပြီးရက်နေသည့်တရန်တစ်ခုဒိုနီလှမ်းမြင်လိုက်ရသည်ဇပင်တွေတမနီအောင်ဖွေးနေသည့်လူကြီးတယောက်ဝမ်ဘက်ကိုတစ်ခုခုလာမှန်လို့ရင်ထဲချက်သွားသည်ကဲဟိုမှာဖိုးကြီးလိုက်လာပါပြီဘယ်နဲ့လုပ်မလဲဂျုံကမိတ်ကပ်ဘူးကိုဖွင့်ပြီးမှန်ဝိုင်းကလေးကိုကြည့်ရင်ဂျုံစီစဉ်ကို သူရိပ်မိသွားပြီထင်တယ်။ဒါပေမဲ့ဂျုံကိုဘယ်သူမှတားလို့မရပါဘူး။ရေးကြည့်တာကတိုနီတက်တိရှိဖို့ပဲ။တခုတတိထားရမယ်။ဒယ်ရီယာနာမည်ကျော်ရှိနေကြီး။သူ့ဘက်ကအနိုင်ရအောင်လုပ်မှသိကြတယ်။သူနိုင်ဂျုံကိုရှုံးတာပဲတိုနီ။သူတို့နှစ်ယောက်အပြင်ခမ်းမစီတို့ထွက်လာခဲ့ကြသည်။ဂျုံကတင်းငိမ့်စွာဖြင့်သူ့ဖေပါကိုနမ်းပြီးနှုတ်ဆက်သည်။တိုနီကလက်ဆွဲနှုတ်ဆက်၏။ဒယ်ရီဘယ်လိုလုပ်ပြီးခဲခန့်မိတာလဲပြောပါဦး။ဖောင်းရင်လို့သူကရေပြီးသမီးပခုံးကိုပုတ်သည်။ သမီးခန်းထဲကဘီရိုအန်ဆွဲတွေနဲ့အခန်းကိုကြည့်ပြီးသိနိုင်တာပဲသမီးရဲ့သမီးမာမီနဲ့ဒယ်ရီကတနေ့ဒီလိုဖြစ်လာမယ်ဆိုတာကြိုသိပြီးသားပါကွယ်တေးတော့မှာပဲဒါဆိုဒယ်ရီတို့ညံ့တာပဲဘာဖြစ်လို့သမီးကိုတည်တည်တက်တက်လှုပ်တက်အောင်သင်မပေးထားတာလဲကဲရှင်းရှင်းပြောကြအောင်ဒယ်ရီရဲ့သမီးတက်ပြစ်နေပြီလေနယူးဂျာစီမှာဆိုရင်ဓာတ်ရငယ်ရင်တော့ရသေးတယ်အင်းသမီးပြောပုံကရှေ့နေသမီးပြီးသားပါပြီလေမစ္စတာဒက်ကင်ဆန်ကရေးပြီးပြောသည် ဒါရီကသမီးတို့အချက်ကင်မလိုက်ရတာမဟုတ်ပါဘူးသမီးရဲ့မိတ်ဆွေတငယ်ချင်းလိုတိုနီနဲ့ဆွေးနွေးဖို့ပါဒါရီပြောတာပြီတလုံးမှမျိုးနဲ့တော့တိုနီဂျုံကပြပြတလဲဝင်ပြောသည်ဖေကြီးကစကားဆက်ပြန်သည်တိုနီမင်းနဲ့စကားပြောကြအောင်လားဒီမှာသမီးဒါရီနဲ့တိုနီနှစ်ယောက်တည်းစကားပြောပြရစေခွဲသမီးအနေနဲ့ခွင့်ရတွေအများကြီးယူပြီးနေပြီပဲဒါရီကိုဒီခွင့်ရတော့ပြန်ပေးဖို့တင့်တာပေါ့ဒါမှတရားမယ်လीအိုး တရားတာမတရားတာတမီစိတ်ဝင်စားပါဘူး။တမီစိတ်ဝင်စားတာဟာလက်ထပ်ဖို့ပဲ။ကဲပါလေ။နိုင်ဝက်လောက်တမီဘော်ဒက်မှာသွားနေပေးပါမယ်။ဒီမဲ့တွန်နီမျက်ဝန်းထဲတွင်မျက်ရည်တွေပြည့်လာပြီးမျက်တောင်ကိုတစ်ဖြက်ဖြက်ခတ်ရင်းဂျုံပြောတာမမေ့နဲ့နော်။ဒရီယာနာမည်ကျော်ရှေ့နေကြီးဆိုတာမမေ့နဲ့သိလား။ဂျုံကတစ်ဆွဆွတန်ဖြင့်ပြောပြီးဘော်ဒက်သို့ပြေးတက်သွားသည်။နောက်နှစ်ပေါင်းများစွာကြာသည်ထိဒီနေ့ကိုတွန်နီမမေ့ဥပဒေကျွမ်းကျင်သူတယောက်နဲ့ရင်ဆိုင်ရသည့်အဖြစ် မစ္စတာတကင်စင်တင်နေကဗျူဟာတွေကိုနောင်နေသူကရန်သုံးချရသည် ရှင်းနေကြည့်သည့်တစ်ဖက်ရန်သူဤအကြောင်းကိုခြေကားဥမမကျန်လေ့လာပြီးဖြစ်သည်ပြီးတော့စန်းကျင်ဘက်သမားကိုစိတ်သက်ပြပြအောင်အလွန်လျှို့ဝှက်စွာနဲ့တိမ်မွေးစွာတိုက်စစ်ဆင်သည် အကွက်မှားအောင်မျိုးဆွဲဖျားယောင်းသည်ပြီးတော့ဂျီရိုနှစ်ပန်းသမားတယောက်ဤကျွမ်းကျင်လိမ္မာမှုပြုဖြင့်တစ်ဖက်သားကိုသူ့ရှိနေသူဘုံမုံလဲအောင်ပူးတတ်သည်မစ္စတာတကင်စင်ကအေဂန်နရင်စကားပြောဖို့တိုနီကိုခေါ်သည် ်အင်ကန်တွင်လူရှင်းနေခြင်းဖြစ်ဆင်စစ်ဒီကလပ်မှာတိုနီအိမ်ဖြစ်သည်တရားခံကြီးတဲ့တွင်မိမိကအိမ်ရှင်ယခုလိုရှိုးရွှေရှင်ဖြစ်နေစရာဘာအကြောင်းမှမရှိမစ္စတာတကစ်စင်ကအခြေအနေကိုပြောင်းပြန်ဖြစ်အောင်လှုပ်ပြလိုက်ခြင်းကြောင့်ဖြစ်သည်ခန်းထဲရောက်တော့ကဲထိုင်နေတိုနီရဲ့နေထိုင်ရင်မိမိကအဲ့တဲ့သူကအိမ်ရှင်ဖြစ်သွားသည်ဖိုးကြီးကအီယာမတေးစူဖာကြီးတလုံးနဲ့ပြပြဆူဆူဝင်ထိုင်သည်တိုနီရုတ်တရက်ကြောင်ပြီးရက်နေသည် ဆရာကြီးရုံငန်းထဲမှာကော်စော့စော့ကြီးကိုသွားတရိယာနေမိသည်။စောပါနေနေပေါ်တွင်ထိုင်ချလိုက်ရင်အယုတ်ကျိုးပြဖြစ်မိကိုစိုးရိမ်နေသည်လား။တက်သားကလထိုင်တလုံးနဲ့ဝင်ထိုင်လိုက်သည်။မစ္စတာဒီကင်စတင်ကစောပါပေါ်တွင်တက်တောင့်တက်တာထိုင်နေ။မိမိကမူတက်သားကလထိုင်တွင်အတောင့်သား။ဖိုးကြီးကစကားဆသည်။မောင်ကိုဦးတောင်းပန်ရအောင်မယ်တိုနီ။ဂျုံနောက်ကို ခုလိုလိုက်လာမိရဲ့တွေ့လေ။ထင်တာနဲ့လွဲပြန်ပြီ။သောတာလုံးဝမဆွပဲတကယ်ပဲမိမိအားနွညွတ်တောင်းပန်စကားတွေဆိုနေ၏။ ကဲဒါတွေထားပါလေရဲကြီးဆုံးကမောင်နဲ့ဂျုံတို့နှစ်ယောက်စလုံးတွေခေါင်းဆောင်ဖြစ်အောင်စဉ်းစားဖို့ပဲခွဲ့မောင်ကဦးတမီးကိုဘလောက်ချစ်မြတ်နိုးတယ်ဆိုတာဦးသဘောပေါက်ပါတယ်မောင်ကပြေးသွားတဲ့လူငယ်တယောက်ဆိုတာလည်းဦးကောင်းကောင်းသိပါတယ်ဒီမဲ့တိုနီဦးမှာတားတယောက်ရမယ်ဆိုရင် မောင်လိုလူငယ်မျိုးပဲရချင်တယ်သွားပြီတိုနီဘာပြောရမှမသိတော့ရှင်းနေကြီးရှင်းရင် နေရကြက်တည်တဲ့ကြက်လာသည်ကျေးဇူးတင်ပါတယ်ခင်ဗျာဦးကျွန်တော်ဘုမအဲ့လိုအမြဲတမ်းသဘောထားနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ် တိုနီကမျောလင်းတကြီးပြောလိုက်သည်စိတ်ချတိုနီဖြစ်လာမယ့်ပြဿနာတွေကိုဒီမနေ့မင်းတို့ဆွေးနွေးပြကြရောဘဟုတ်စားမစ္စတာတကင်ဆင်လိုလူမှုပိုရေးပြောရခင်နေတော်တော်တတ်နိုင်စွန်းစူးစမ်းပြီးပြောရမည်အဓိကပြဿနာကတော့ကျွန်တော်ဥပဒေဆက်တက်ချင်ပါတယ်ဦးဒါပေမဲ့ကျွန်တော်မှငွေကြေးမပြည့်လဲပါဘူးအဲ့ဒါကိုဂျုံးကတနည်းနည်းနဲ့ဖြည့်ရှင်းနိုင်မယ်လို့ယူဆနေတယ်ခမဒါဘောမောင်ရသူ့မှာဝင်ငွေထိုက်လျှောက်ရှိနေတာပဲ နောက်ပြီးဥရောကလည်းအကူအညီမပေးဘဲဘယ်နေမလဲ။သမီးကတင်မျောလင်းချက်နဲ့ပြောတာဖြစ်မှာပါ။အဲ့ဒီတော့မောင်ကဘလို့သဘောရတော့။ဂျုံပေးတဲ့ကြံကမစိုးပါဘူး။ကျောင်းစိတ်ကိုချင်းဝင်နေနဲ့မှတ်ထားပြီးကျွန်တော်လုတ်ကန်ရတဲ့အခါပြန်ဆက်ဖို့ပါ။ဒါဆိုရင်တော့ကျွန်တော်လက်မခံနိုင်စရာမရှိပါဘူး။မစ္စတာတကင်ဆင်ကရှေ့ကို တိုးလိုက်သည်။အမွေရကသူ့ကိုယ်သူယုံကြည်မှုအပြည့်။အင်းမောင်ရင်နဲ့ကျုပ်ကပုံစံချင်းတော်တူတယ်ကွ။ ခုတော့အလုံးမင်းတွေရေကန်အသင့်ကြာတင်ဖြစ်သွားတာပါဟုတ်စားဟုတ်ကဲ့ခင်ဗျဒီအကြောင်းကိုကျွန်တော်ဂျုံကိုပြောမိသေးတယ်အင်းဟုတ်ပြီလေမောင်နဲ့သမီးနဲ့ပထမဆုံးတွေ့တဲ့ညကိုသွားတရရတယ်ကွာသူကောင်းကိုမောင်းယူသွားဖို့မောင်းကိုငှားလိုက်တယ်မဟုတ်လားအဲ့ဒီတော့ငါမင်းစိတ်ထဲမှာဘလို့ခံစားရလဲတုံနီဟုတ်ကဲ့တော်တော်လေးအောင်တက်တက်ဖြစ်သွားတယ်ခင်ဗျကျွန်တော်ဘာလို့ပိုင်ဆိုးပိုင်နေလို့ထားသဘောမကျလို့ပဲကျွန်တော်ကိုကျွန်တော်ပို့ပြီးအောက်တန်းကြွားရတယ်လို့လည်းထင်လိုက်တယ်ခင်ဗျ မစ္စတာတကင်စင်ကတအားပြုံးလိုက်ပြီးဟုတ်ပါတယ်မင်းနဲ့ဦးကသဘုံစံနေပါပဲဒါလူတယောက်ရဲ့တဘာဝတုံ့ပြန်မှုပဲကွာလူဆိုတာသူ့ခြေထောက်နဲ့သူရက်ချင်တာကဲအခုဂျုံးကမောက်ကိုအဲ့ဒီတုန်းကကားတော့ပြစ်ပေးနေမျိုးနေဖို့တိုက်ခန်းတဲ့ကြောင်းတက်ဖို့ဝက်စားကစားစစ်စစ်ပေးမယ်ဆိုရင်ကောမောက်ရဲ့တုံ့ပြန်မှုကအဲ့ဒီတုန်းကအတိုင်းပဲဖြစ်မလားအဲ့ဒါတော့ကျွန်တော်တိတိကျကျမပြောတတ်ဘူးခင်ဗျလက်ထပ်ပြီးရင်တော့ဒီမျိုးတစ်ပုံဖြစ်လာမလားပဲ ဟိုလုံးကတိုင်ဖြစ်ကျင်လည်းဖြစ်လာနိုင်တယ်နော်တွန်းနီဟုတ်ကဲ့ခင်ဗျာဖြစ်ကျင်ဖြစ်လာနိုင်ပါတယ်ကဲတို့ဂျုံရဲ့ရှေ့တော်ကပြန်ကြည့်အောင် Princeton College တောင်သားဘဝမှာမင်းတို့ချစ်သူဘဝပြောခဲ့ကြတာတွေကိုမိလိုက်ကြရမယ်တွန်းနီဥပဒေကြောင့်သားဖြစ်လာမယ်မင်းဟာစိတ်ပန်းကိုယ်ပန်းအိမ်ပြန်လာမယ်ညနေတကောင်ဒီဥပဒေစာအုပ်ကြီးတွေနဲ့လုံးပန်းနေရမယ်အဲဒီမှာလောကတွေကိုပျော်ပျော်ရွှင်ရွှင်တိုးဝင်ရတော့မယ်မိကလေးတွေအရှင်လက်လက်ဘဝပြောင်းသွားပြီတခုတော့ရှိပါရဲ့ဦး မိကလေးတော်တော်များများဟာလက်ထပ်ပြီးရင်ဘဝပြောင်းသွားကြတာပါပဲဒါပေါ့ဒါပေါ့မိကလေးတော်တော်များများရဲ့ဘဝကိုဂျုံအားကြတာဖြစ်ချင်းဖြစ်မယ်သူ့ဘဝဉာဏ်မှာသူမြင်နေရတဲ့မိကလေးတွေဟာအိမ်တော်ရဲ့သားကြလို့ပြောစရာကောင်းတဲ့ချစ်သူဘဝကိုစွန့်လွတ်လိုက်ရပေမဲ့အဲ့ဒီဘဝတွေပိုပြီးပြည့်စုံတဲ့ပြောစရာကောင်းတဲ့ဘဝအသစ်မှာနေနိုင်ကြတယ်မောင်ကဦးသမီးကိုအဲ့ဒီလိုဘဝမျိုးထားနိုင်မှာမို့လားဘဝဆိုတာတော့အလောင်းစားလုပ်လို့ပါပဲဦးရယ်တိုနီခတ်တူတို့ပြောလိုက်သည် မင်းတို့နေရာစလောအနာဂတ်ကိုဒေးစိတ်တွက်ကြည့်ဖို့ကောင်းတယ်တော်နီတကယ်ချာချာစဉ်းစားရင်မင်းဘက်ကဖြစ်ဖြစ်သူ့ဘက်ကဖြစ်ဖြစ်စိတ်ညစ်စရာတွေတွေ့လာလိမ့်မယ်ဂျွန်ရဲ့ဘဝကိုရောမင်းရဲ့ဘဝကိုပါယဉ်ပြီးအလောင်းစားလုံးတင်လာတော်နီကျွန်တော်ပြောတဲ့အလောင်းစားဆိုတာတမျိုးပါဘူးကျွန်တော်လည်းတခြားထွက်ပေါက်တစ်ခုခုကိုစဉ်းစားနေတော့လောင်းကစားမဟုတ်တဲ့တခြားနီလာတော်နီမင်းကိုကောင်းဆုံးနဲ့အသေးချာဆုံးကြံတစ်ခုပေးခြင်းတယ်ဥပဒေဆက်တက်မယ်ဆိုရင်ချိန်မှာစင်းဖို့မင်းရဲ့တာဝန်ခံရှိနေဖြစ်ဦးလက်မှတ်ထိုးပေးမယ် ောက်တစ်ခုကဥရောရဲ့ဒကင်စင်နဲ့ဒါဝိစ်ဥပဒေလုပ်ငန်းမှာချိန်ပိုင်းရှေ့ဘက်စီးအဖြစ်မင်းကိုခန့်မယ်။အဲမင်းဥပဒေဘွဲရပြီးတာနဲ့တပြိုင်တည်းဂျုံနဲ့လက်ထက်ပြီးတော့မင်းဦးနဲ့တွေ့လို့ကဲဒါဆိုမင်းဘယ်လိုသဘောရလဲ။နောက်ထပ်မိနစ်20လုံးလုံးရခမလောင်ကြီးကတိုနီအားနားချသည်။တရီကြီးစွာဖြင့်စီယုံသိမ့်သွင်းသည်။နေအောင်ကြီးဒီခန်းထဲသို့ဖြာဝင်သည်။တိုနီရင်ထဲတွင်ပျော်ရှင်ွယ်နာဂတ်ကိုမျောတွေ့၏အားတက်နေ၏။ကြည်နူးနေ၏။ ။ဦးပေးတဲ့ကြံကျွန်တော်မျှော်လင့်လာတဲ့အများကြီးပူကောင်းနေပါတယ်ခင်ဗျာ။ဦးစိန်နာကိုတုံ့ပြန်နိုင်အောင်ကြိုးစားပါမယ်။မစ္စတာတကင်ဆင်ကချက်ချင်းမတ်သက်ထားရလိုက်သည်။တရားခွင်နဲ့မိမိမှုနိုင်ပြီးဟူတည်လိုက်သည့်နည်းပြန်နဲ့မလိုအပ်သည့်ရှောက်လဲချက်များကိုဆက်လက်တင်ပြခြင်းမပြုဘဲတုံ့ကနေရက်ပြလိုက်သည့်ရှင်းနေတယောက်ဤချင်းဟုတ်ပြီ။ဦးလည်းကောင်းဆုံးဖြစ်အောင်စဉ်းစားပြီးစီစဉ်လာတာပဲတုန်နီ။ကဲဦးသွားလိုက်အောင်မယ်။ဂျုံကတော့နားလည်အောင်မင်းတော်တော်ရှင်းပြရလိမ့်မယ်။ကံကောင်းပါစေကွာ။ Mr. Dickens ကသဘောမျှလက်စွပ်နှုတ်ဆက်ပြီးခန်းထဲမှာထွက်သွားသည်။ဂျုံနာမည်ကိုခေါ်ပြီးတိုနီဘော်ဒတ်တို့ပြေးတက်သွားသည်။လက်တစ်ဖက်ကိုစန်တန်း၍ပြေးလာသောတိုနီကိုကြည့်ပြီးဂျုံကလက်တစ်ဖက်ဖြင့်စီးတွန်းထားသည်။မဟုတ်ရင်သူ့ရင်ခွင်ထဲသို့ရောက်သွားမည်မို့ချ။ဘလို့ဖြစ်လို့ရှင်ဒါလောက်မြူးနေရလဲတိုနီ။ဧကနာခံခဲ့ရပြီထင်တယ်။ဒီမဲ့ဂျုံဖိုးကြီးကကိုထင်တာနဲ့ချားစီပဲသီးလား။တကယ်ကိုအံ့ဩစရာပါပဲကွာ။ကိုကလေးအားလုံးမြင်မှန်ရအောင်ဆွေးနွေးသွားတယ်။ ကိုရရှိရဲ့အတွက်ဘာမှမပွေရတော့ဘူးတိလားတကယ်ကိုကျမကရှင့်ကိုမျက်နှာကြီးနီရဲပြီးဒေါသပုံထပြန်လာမယ်အောင်းမိနေတာအဲ့ဒါကမှဖေဖေကိုအောင်းနိုင်ခဲ့တဲ့အမူအရာမျိုးလေကဲစူစမ်းပါအောင်ဟိုးကြီးကဘာတွေများဖေးယူလုပ်လိုက်တယ်လဲတိုနီကရေရောလုံးသည့်ဖိုးကြီးလက်ရောမှုတွေအကူအညီအကြောင်းတွေကိုရှင်းပြသည်မူလအစီအစဉ်တိုင်းလက်ထပ်ဖြစ်ကြရင်နှုတ်လုံးဤဘွားလောင်းစားလို့လို့ပြင့်မိကြောင်းပြောရင်မင်းတတိချာချာစဉ်းစားရင်မြင်လာမှာပါကျုံးရင်အိုးမြင်သားပဲ ဂျုံကလောင်စာလုတ်ချင်တာလေဒုက္ခပါပဲတိုနီရဲ့ပြဿနာကရှင်းရှင်းလေးပါဂျုံကဒီနေ့လက်ထက်ချင်တယ်ဖေဖေကလည်းမထက်ဖြစ်အောင်လုပ်တယ်သူနိုင်သွားတာရှင့်တကယ်ရှုံးတာကဂျုံရဲ့ပါတိုနီအိုးဒီလိုကောက်ချက်မချပါနဲ့ဂျုံရဲ့ဂျုံလည်းတိုနီကိုချင်လုံးလုံးဇွတ်ပြောနေတာပါကွယ်ဟုတ်ပါပြီလေ၃နှစ်ဆိုတဲ့အချိန်ဟာခဏကလေးကုန်သွားမှာပါ ကားဆက်နှိုးရင်သူ့နှခမ်းလေးတွေတလုံးလုံးနဲ့သစုံတစ်ခုကိုရွတ်စွတ်လို့လှုပ်နေသည်ကိုတိုနီသတိထားလိုက်မိသည်။ဘာရီကြိတ်ပြီးရွတ်နေတာလဲ။တိုနီမေးလိုက်မှဂျုံနှစ်နှစ်ကကပြုံးသည်။အာသာဂျိုနသန်အဲလင်းနဲ့ဘက်စီဆိုတဲ့နာမည်ကလေးတွေကိုစိုးကြည့်နေတာပါ။ကလေးတွေအတွက်ဂျုံရေးထားတဲ့နာမည်တွေလေ။မှတ်မိတယ်မို့လား။တုံးနှစ်အတွင်းမိမသွားအောင်အဲ့ဒီနာမည်လေးတွေကိုခဏခဏစိုးကြည့်နေရမယ်လေ။ကားစီတို့လိုက်ပို့ရင်ချစ်သူကိုဘယ်ရွေးဘယ်မြမျက်နှာကြောင်တိုနီကအာသက်တရောပြောသည်။ တုတ်တွယ်ဂုံစရာဖြစ်အောင်သည်လဲစူးစမ်းမိကြောင်းလဲတိုနီတွတ်တွတ်ပြောနေသည်တဖြည်းဖြည်းနဲ့ဂျုံမျက်နှာလေးကြည်လင်လာသည်ဂျုံကားမောင်းပြီးထွက်သွားသည်တိုနီငေးကြံ၏အင်းတော့စမ်းနေဖြစ်ပါကလားမစ္စတာတကီစိအပေးယူသည်တွေ့ရတာယူဟုတ်ပါမလားစေနာမှန်ပါမလားကလေးလျောက်လိုချင်ပြီးသူတို့နာမည်ကိုကြိုရေးထားသည့်မိကလေးကမိမိအားသုံးနှစ်လုံးလုံးစောင့်နိုင်ပါမည်လားပိုရေးကြောက်စရာကောင်းသော လောင်းစားကို လုံးမိလေပြီလား ။အိမ်မှာလည်းခြေနေတွေအားလုံးပြောင်းလဲခဲ့ပြီ။ပထမနေ့ဥပဒေတက်နေစဉ်တနေ့တွင်ဘိုးဘိုးကြောင်းမှစောကြီးပြန်လာသည်။အေးမိပြီးဖြားလာခြင်းဖြစ်သည်။တဆက်တည်းအဆုပ်ကြောင်းကပြင်းဖြားတော့သည်။နေ့ရက်လုံးလုံးအိပ်ရာထဲတွင်မလွတ်မရှိနေနေသည်။တတိယနေ့တွင်ရုတ်ချီးထထန်သည်။ဝိုင်းကူဖေးမှနေသည့်လက်တွေကို တင်းဖယ်ထုတ်ပြီးတတ်တော်ရီကျမ်းမှချမ်းသာကြပါစေဟုလက်တင်ဘာသာဖြင့်အော်ကာအေးရပါတို့ပြန်လဲကြသွား၏။သူနောက်ဆုံးစကလုံးများသည့်လက်တင်စကလုံးများဖြစ်ကြောင်းဖို့ဖို့သိသွားလျင ရောက်ရဘွားကဝမ်းသာနေမိဒီမှာမဟုတ်ချာနောက်နှလားကြာရင် Sprookland နေအိမ်တွင်ဖွားဖွားဆုံးသည်နေပေါင်းများစွာထိုင်၍ဇာထိုးခဲ့သောပလက်ကလေးတိုင်ပေါ်တွင်ခွေခွေကလေးအသက်ကုန်သွားခြင်းဖြစ်သည်လူလောကမှာရိုးအေးကလေးထွက်သွားခြင်းမျိုးနောက်ပိုင်းတွင်အိမ်ကြီးမှာတားမိနှစ်ယောက်တွင်ပို၍ကျေလာသည်အောင်ထင်ရ၏ထို့ကြောင့်မမေကအိမ်ကိုရောင်းပြီး Walnut Land တွင်တိုက်ခန်းတစ်ခန်းဝယ်လိုက်သည်ပြီးတော့ Mrs. Roger ၏အလုပ်ပညာသင်ကျောင်းတွင်ကျောင်းဆရာမကြီးဝင်လို့သည်အလုပ်ခွင်နေမမေပျော်နေသည် တော်နေနေပြင်းပြမှုလုံးဝမပြောင်းနိုင်ပါတူတောင်းလာတော့ချိန်နေဘဝချိန်နေသည်အပြောင်းလဲကြီးပြောင်းလဲခဲ့ပြီပထမပိုင်းတွင်တော့အတိတ်နှင့်ဆက်ဆက်နေသည့်အနာဘွဲများမှကျွတ်လွတ်ခဲ့ပြီဟုထင်ခဲ့၏သို့သောတိတ်ဖြစ်စဉ်တို့သည်အင်ကြီးနှင့်သူ ရောနှောရောင်းချရေးမရခဲ့ပါလေအဖိုးဘွားတို့၏အလောင်းများနှင့်သူမြေမြုပ်တကြွေးလည်းမဖြစ်နိုင်ခဲ့ပါတကားအာယုံခစားမှုပိုင်းသည့် Sprout Land အင်ကြီးတွင်ဖိုးဘွားများနှင့်သူအမြင်စင်ပူတွဲနေ၏မိမိလှုပ်ရှားမှုမှန်သမျှသည့်အတိုင်းတာတစ်ခုထိ ဘဝများ၏ဩဇာလက်မမှုအောက်တွင်ရှိနေ၏ဘဝ၏ကြီးမားဆုံးအခြားပြောင်းလဲမှုတစ်ခုမှာဂျုံနှင့်ပတ်သက်သည်ပထမနှင့်ဥပဒေတက်နေစဉ်မှာပင်ဂျုံနှင့်မိဝေးချိတ်ပမာဖြစ်လာ၏တယောက်နှင့်တယောက်အတွေ့နှဲလာ၏ဒီအတွက်နှစ်ယောက်စလုံးနှင့်အပြစ်ရှိသည့်သင်က တွေ့သည့်အခါတယောက်တည်းလက်တောင်းပန်ကြ၏တိုးတော်သည်ဖြည်းဖြည်းတွေးလာကြသည်ဖြစ်ကြောင်းကိုနှစ်ယောက်စလုံးသိနေကြသည်အနာဂတ်ကိုကြိုတင်မှန်းဆလို့ရနေပါပြီတိုးတော်တကယ်တကယ်ကြေခွဲစရာဖြစ်နေကြုံတော့ယင်မနာပဲမနေနိုင်ခဲ့ပါ အားလက်ချင်းများရင်မစ္စတာတီကစ်စင်ဌာနရဲ့ရှေ့ဖက်ဆေးရည်လုံနေခိုက်တနေ့တွင်တိုနီရေမင်းကိုသတင်းတစ်ခုပေးရအောင်မေကွာဟုနေတန်းပြောပြီးဂျုံလက်ထက်တော်မယ်မင်းကိုပြောပေးဖို့ဂျုံကတောင်းမှန်လို့ဥက္ကရိုင်ပြောရတာပဲတိုနီဂျင်းနဲ့နှင့်သွားသည် အသက်ရှူကျက်သွားသည်ဟုတ်ကဲ့တနေ့ဒီလိုပဲဖြစ်ရမယ်လို့ကျွန်တော်ကြိုတွက်ထားပြီးတာဦးဂျုံကတော့မင်းအပြစ်မမြင်ပါဘူးနော်တိုနီစစ်စစ်သူ့ကိုအပြစ်မမြင်စေချင်ရင်မစ္စတာတီကစ်စင်ပြောနေခြင်းဖြစ်ကြောင်းတိုနီသိပါသည် ဒါသဘာဝပဲကွာဂျုံလဲဘာသာနဲ့ထွတ်တာလို့လေအိုးနဲ့အိမ်နဲ့ထဲထဲတန်တဲ့အိမ်တော်တစ်ခုကိုတော့သူလည်းရယူခြင်းမှာပေါ့မဟုတ်ဘူးလားအမျိုးသားကဘယ်သူပါလဲဦးနာမည်ကကတ်တာဟင်ထရီတဲကွာလူတော်ကလေးပါမစ္စတာတကင်စင်ကတိုနီကိုအားသတ်ရကြည့်ပြီးဆက်ပြောသည်တခုတော့မင်းကိုနားလဲစေခြင်းနဲ့တိုနီအဲ့ဒါကဘာလဲဆိုရင်ဦးရဲ့ရှူတော့ကဒီတငယ်ဟာမင်းထက်မသားပါဘူးဆိုတဲ့ချက်ပဲကွဒါပေမဲ့ကတ်တာဟင်ထရီကအခုချက်ချင်းလက်ထပ်နိုင်တဲ့အခြေအနေရှိတယ် သူ့ဖေကအရာမဘက်ထရီလုပ်ငန်းကြီးကိုပိုင်နေလေအဲ့ဒီကုမ္ပဏီမှာဒီတငယ်ကဒုဥက္ကဋ္ဌဖြစ်မှတည်ကြနေပြီဟုတ်ကဲ့ဂျုံအတွက်ကျွန်တော်ဝမ်းသာပါတယ်ခင်ဗျာအေးအေးမင်းအဲ့ဒီလိုသဘောထားနေတဲ့တွဲဂုံယူစရာကောင်းပါပြီလေကွာဥပဒေဘွဲရပြီးရင်မင်းဥရုနဲ့တွဲလို့ဖို့တော့မမေ့နဲ့နော်တိုနီကကျေးဇူးတင်စကားပြောပြီးဆွေးနွေးပွဲကိုရက်လိုက်ကြသည်တိုနီတဖြည်းဖြည်းနားလည်လာ၏မိမိဒီမစ္စတာတီကစ်စင်နဲ့ဆိုလျင်ပြီးပြီးကလေးငယ်တယောက်ပါကလား သူပြောသည်များမျက်လုံးကလေးကလေးကလေးနဲ့နားထောင်နေရသူခေါင်းညိတ်နေရသူတသက်မြသာနောက်ဆိုရင်သူပြောသည်များစကလုံးများကိုတရုတ်ခွဲလေ့လာရတော့မည်ဗန်စီးတယောက်ချက်လက်မှတ်ကိုစစ်ဆေးလို့စစ်ဆေးရတော့မည်ခြေနေကိုချုံရင်းစဉ်းစားကြည့်တကစ်စင်နဲ့ဒါဝိဥပဒေလုပ်ငန်းနဲ့ဆက်လက်စကန်သွားနေ၍မိမိတွေကြိုးရှိနေစာသိမမြင်တော့ဂျုံနဲ့မိမိတို့၏ဇာတ်လမ်းကြောင်မစ္စတာတကစ်စင်သည်မလွဲမသွေသူ့ကိုယ်သူပြည့်ရှိသူတယောက်ဖြင့်ခန်းစားနေရမည် ထို့ကြောင့်မိမိအားဘလို့မှဆက်လက်ကြည်ပြန်နိုင်မည်မဟုတ်ပေ။ဒီအတွက်တခုခုတော့ကြိုတင်ပြင်ဆင်ထားရလိမ့်မည်။တခုခံစားသည်မှာတစ်ဖက်မှာဆက်တဲ့ကြစရာတွေကိုကြံ့ကြံ့ခံနိုင်ခြင်းဖြစ်၏။ဥပဒေစာအုပ်ပုံထဲတွင်ဆိုရင်တိုနီတယောက်တခြားဘာမှတတိမရတဲ့စာသင်ချိန်များတွင်ပျော်နေတတ်သည်။မကြညက်လျင်စာကြည့်တတ်သူပြေးပြီးလန်လောရှာဖွေ၏။သူများတွေရသည့်ဖြစ်နေမတူသည့်ရှုထောင့်မှာအဖြစ်ထုတ်၏။ရှိနေတယောက်ဖြစ်အောင်သင်ကြားရခြင်းမှာဖီလာဒဲဖီးယားမြို့သားတယောက်ဖြစ်အောင်သင်ကြားရခြင်းနဲ့အတူတူပင်ဖြစ်သည် ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ရပ်ဖတ်ပေးခဲ့တာကတော့ဆရာတင်မောင်မြင့်ဘာသာပြန်ထားတယ်တမင်းလေးပြဆိုရဲဘာသာပြန်ဝတ္ထုရဲ့ပိုင်းခုနှစ်ဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်ပိုင်းရှစ်ကိုဆက်လက်ဆောင်မြောနားဆင်ပေးကြပါအောင်ခင်ဗျာတို့ညာကလစ်ခံများအားလုံးပဲစိတ်ချမ်းသာကိုကျမ်းပါရှိကြပါစေခင်ဗျာ